လောင်မုံလုတ်ဖို့အတွက်ပဲမဲယူလီထိုးကြရအောင်ပဲရင်တင်းပဲလို့ခေါ်တဲ့ပဲကိုတညရေကျိုစိန်နှမယ်ပြီးရင်နောက်နေ့ကျရင်နူးနေအောင်ကျွန်တော်တို့ပြုတ်ထားပါမယ်တညတကီကြီးကိုလည်းပဲကျွန်တော်တို့ရေလေးအနှဲငယ်တော့ထည့်ပြီးတော့မီးလင်းနဲ့လုံးဝအကြီးပြောင်းတော့တဲ့အထိစူလီထိကျွန်တော်တို့တည်ထားပေးရမှာဖြစ်ပါတယ်ပြီးပြီဆိုရင်တော့စကားလေးနဲ့ထိုးမဲ့အိုးလေးကိုစစ်ချပေးလိုက်ပါမယ်ပဲတွေနူးပြီဆိုရင်မေဇာနဲ့ရိုက်မယ်ကြေအောင်ရိုက်ပြီးသွားရင်ဆိုရင် ခုနကြိုထားတဲ့ထညက်ရည်ရယ်ပဲရယ်စားလေး30ဂရမ်ရယ်ကျွန်တော်တို့စီပေါ့နော်ဟင်းနေဟင်းရက်စီ950ဂရမ်ကိုအကုန်လုံးရောထည့်ပြီးတော့မီအေးအေးနဲ့လုံးဝစိကတ်တီးပြီးကျွန်တော်တို့ထိုးပေးရမှာပဲဖြစ်ပါတယ်မစ္စာနဲ့ပဲရိုက်ထားတာပြည့်ချက်မလို့ပဲရတော့နည်းနည်းလေးညံ့ညောမှုအားနေပါတယ်ပြီးရင်အတင်းဖုတ်ပြီးတော့ဂျုံချက်မုံ950ဂရမ်ကိုစကားချမယ်ထိုးနေတဲ့ပဲကိုရေခန်းကန်ဒီလောက်မှာဂျုံချက်လေးထည့်ထိုးပြီးပြီးတော့ကျွန်တော်တို့အဆုံးတက်လိုက်ပြီးဆိုရင်ဖြင့် လောင်မုံနဲ့ဘတ်စုံတုံးပဲမဲယူလေးရရှိပါပြီအားလုံးကျေးဇူးတူပဲနေရှိပါတယ်ခင်ဗျအမင်္ဂလာရှိသောနေ့လေးဖြစ်ပါစေ